အရှင်ဖယားအလှဘေးအလှကံပုံကိုယ်တွေမှာဘယ်လိုအရေးချင်းမျိုးတွေရှိရင်ဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဖယားတဲ့အင်္ဂုတ်တုပါဠိတော်မှာအလှဘေးပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်နဲ့အလှကံပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်ကိုဖော်ပြထားပါတယ်အလှဘေးပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁မပေးလူမီရှေဖို့၌တိလဆောက်တည်၍ဝမ်းမြောက်နေရခြင်း၂ပေးလူနေစေခဏ၌စိတ်ကြည်လင်ရှင်ပြနေရခြင်း 3ပေးလှပြီးတဲ့နောက်၌ဝမ်းမြောက်နှစ်သက်အမှတ်ရနေရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာအလှပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်။အလှခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁တဏှာယာကကင်းစင်သူဖြစ်ခြင်းသို့မဟုတ်တဏှာယာကကင်းစင်ဖို့ရန်ကြင့်ကြံအားထုတ်နေသူဖြစ်ခြင်း၂ဘောဓကင်းသူဖြစ်ခြင်းသို့မဟုတ်ဘောဓကင်းကြောင်တရားကိုကြင့်ကြံနေသူဖြစ်ခြင်း၃ မောဟကင်းသူဖြစ်ခြင်းသို့မဟုတ်မောဟကင်းကြောင်းတရားကိုကြင့်ကြံအားထုတ်နေသူဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာအလူခံပုဂ္ဂိုလ်မှာရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်။ဤအလူပေးပုဂ္ဂိုလ်နဲ့ရှိရမည့်အင်္ဂါ၃ချက်အလူခံပုဂ္ဂိုလ်နဲ့ရှိရမည့်အင်္ဂါ၃ချက်ပြည့်စုံနေမယ်ဆိုရင်လူနဲ့ချမ်းသာကိုရရှိစေပါတယ်။ဤအချက်တွေမပြည့်စုံဘူးဆိုရင်တော့လူနဲ့ချမ်းသာကိုရုပ်လျော့စေပါတယ်။ဒါဟာအလူပေးပုဂ္ဂိုလ်နဲ့အလူခံပုဂ္ဂိုလ်တို့မှာရှိရမည့်အင်္ဂါရက်တွေနဲ့ရရှိလာမည့်အကျိုးအပြစ်တွေပဲဖြစ်ပါတယ်။ ¿no? Well?